United ရဲ့အောင်မြင်မှုနဲ့အတူပြောက်ကွယ်သွားခဲ့တဲ့တပည့်ဆိုင်ရင်ချင်းမှု brand အများလုံးပဲမိင်္ဂလာများသူမြောင် Apple Connection ကို online agent ကနေပြန်လည်ကြိုဆိုလိုက်ပါရင်လက်ရှိချိန်မှာတော့ခင်ဗျားတို့မှာဖုန်းလေးတစ်လုံးရှိတာနဲ့ကိုကြည့်ကျင်တဲ့ဘောလုံးပွဲတွေကိုနေရာမီးအချိန်မီးကြည့်ရှုနိုင်မှာဖြစ်ပါရင် social media အကောင့်လာတဲ့အများကိုအားပေးတဲ့အသင်းရဲ့ပွဲရလဒ်တွေကိုမကြည့်ဘူးဆိုရင်တော့မှအချိန်နဲ့အမျှ update သတင်းတွေကိုသိရှိနိုင်မှာဖြစ်ပါရင်တစ်ချိန်လုံးကတော့ဘောလုံးပွဲတွေကြီးကွင်းရဖို့ဆိုတာကဒီလိုမဟုတ်ပါဘူး 2000ခုနှစ်ဝင်းကျင်ကာလတွေကိုပြန်သွားကြည့်မယ်ဆိုရင်ဘာလုံးဝဲဝဲကြည့်ရဖို့ဆိုတာအင်မတန်ခက်ခဲလွန်ပါတယ်။အဲဒီကာလမှာအိနှိုင်းနေပါ၄ဘေးစလောင်း၈ဘေးစလောင်းနေတက်နိုင်ဖို့ဆိုတာကမဖြစ်နိုင်တာမို့ဘာလုံးဝဲပြတဲ့ရုပ်ရှင်ယုံနေလက်ဖေးဆိုင်တချို့မှာဝဲမစားခင်တနအိုင်လောက်ကလေးကနေရာကျုံယူပြီးကြီးခဲ့ရတာတွေကိုပြန်ပြောင်းတည်ရမိခဲ့ပါသေးတယ်။ဒါတော့မှဒီလိုစလောင်းတက်နိုင်တဲ့ဗီဒီယိုယုံနေလက်ဖေးဆိုင်နေဆိုတာကတမျိုးနယ်မှာမှတဆိုင်လောက်ပဲရှိတဲ့အနေအထားဖြစ်ပါတယ်။ဒါကလည်းညနေတကောင်လာတဲ့ဥရောပပွဲတွေကိုကြီးကွင်းရဖို့ဆိုရင် ခက်ဆော့ဆော့လေးအင်ကနေထွက်ပြီးဗီဒီယိုရုံကနေရာကြိုယူရတာတပိင်ဆိုင်မှာခုံနေကြိုဦးခဲ့ရတာတွေကိုလည်းမှတ်မိနေပါသေးတယ်။အဲတုန်းက ESPN နဲ့ Star Sports ဆိုတာကဘောလုံးပွဲပရိသတ်တွေအတိုင်းရင်းနှီးကြတဲ့ channel တွေလည်းဖြစ်ပါရင်မှတ်မိပါသေးတယ်။ကိုအားပေးတဲ့အသင်းရဲ့ပွဲတွေမပြတဲ့အခါမျိုးကြရင်ပြသနေတဲ့ပွဲအောက်မှာပြေးနေတဲ့ဂိုရလက်တွေကိုကြည့်ရတာကလည်းအရသာတစ်မျိုးဖြစ်ပါရင်တခါလေမြောက်ရီကနေကံမိသားပွဲတွေကိုပြန်ပြရတာမျိုးတွေရှိခဲ့ဘူးသလိုအခွေငါးဆိုင်တို့ကနေတပွဲလုံးကိုပြန်ငါးကြည့်ရတာတွေကလည်းအမှတ်တရပါပဲ။ ဲ့ဒီခေတ်ကာလတုန်းကမန်ချက်စတာယူနိုက်တက်ဟာလူတိုင်းရဲ့တဲချေကြိုက်ဘောလုံးအသင်းဖြစ်ခဲ့ပါတယ်။ယူနိုက်တက်နဲ့ပတ်သက်ပြီးမမတ်ရပြောမယ်ဆိုရင်တော့2008ချန်ပီယံလိဖိုင်နယ်ကိုပဲပြောအောင်ပါဖြစ်ပါတယ်။ချန်ပီယံလိဆီမီဖိုင်နယ်မှာကန်ခင်မြန်မာနိုင်ငံမှာနာခဲ့မုံတိုင်းတိုက်ခတ်သွားတာကြောင့်မီးချိုးတွေပြက်ကြပြီးလျှက်စစ်မီးကိုအချင်းအတော်ကြာပြတ်တောက်ခဲ့ရပါတယ်။လက်မယ့်ဆိုင်တွေကလည်းယူနိုက်တက်ပွဲပြဖို့အတွက်ခက်ခဲရှိတာကြောင့်ဆီမီဖိုင်နယ်ပွဲတွေကိုဒိုင်းရိုက်ကြီးပွဲမရလိုက်တဲ့သူတွေကတော်တော်များများရှိခဲ့ဖို့မဲ့ထင်ပါတယ်။ဒီလိုနဲ့ချဲစီနဲ့ဖိုင်နယ်ပွဲကို လက်ဖက်ဆိုင်တွေမှာမရမကအပြာခိုင်းခဲ့တာတွေကလည်းပြန်မရနိုင်တော့တဲ့အခိုက်အတန့်တွေဖြစ်ပါရင်နောက်ပိုင်းမှာ Skynet ကနေဘောလုံးဘွဲတွေကြီးကွင်းရလာသလိုလူတိုင်းလည်းဖုန်းကင်လိုက်နိုင်တဲ့အနေအထားတွေဖြစ်လာခဲ့ရပါရင်ဒါပေမဲ့လက်ဖက်တိုင်ရင်ကျေးမှုတွေကတော့အဲ့ဒီချိန်ကာလမှာဆက်လက်တည်ရှိနေလို့ပဲဖြစ်ပါရင်အင်တာနက်ကောင်းကောင်းမရသေးတဲ့အချိန်ကာလဖြစ်တာကြောင့်လက်ဖက်ဆိုင်မှာဆိုပြီးတော့ဘောလုံးဘွဲကြီးရတာဘောလုံးဘွဲမလာခင်စားခဲ့ရတဲ့ကြာတဲ့ကြော်ရင်ခေါင်းဆွဲပြုတ်တွေဟာလည်းအမေချက်ပေးတဲ့အိမ်ကဟင်းနေထက်တောင်အရသာပိုကောင်းခဲ့တယ်လို့ထင်ခဲ့မှုပါရင်အဲ့ဒီကာလတွေမှာအောင်မြင်ဆုံးကတော့မန်ချက်စတာယူနိုက်တက်လို့ပဲပြောရမှာဖြစ်ပါရင် ကိုကြိုက်တဲ့ဘောလုံးပွဲရလဒ်ကိုဖုန်းထဲကနေအလွယ်တကူသိနိုင်တယ်လို့ United နဲ့ပတ်သက်တဲ့သတင်းတွေကလည်းအချိန်နဲ့တပြေးညီသိရတာမို့ဝေဖန်ရေးလေကံရေးတွေလည်းလုံးလုံးကောင်းတဲ့ကာလလို့ပြောရမှာဖြစ်ပါရင်၂012ခုနှစ်ပရီးမီးယားလိနောက်ဆုံးပွဲမှာ United ကဆန်နာလန်ကိုအနိုင်ရရှိသွားခဲ့ပြီးတဲ့နောက်တစ်ဖက်ကမန်စီးတီးနဲ့ဂျူပီယာတို့ပွဲကိုကြည့်နေရင်အဂွဲရိုဂိုးသွင်းလိုက်အချိန်မှာစိတ်ပြန်လက်ပြန်နဲ့လပည့်ဆိုင်ကထွက်လာတဲ့ United ပရိသတ်တွေရဲ့ပုံရိပ်တွေကလည်းမနေတနေကလိုပါပဲနောက်ပိုင်းမှာလပည့်ဆိုင်မှာဘောဝဲဆုကြည့်တဲ့ယဉ်ကျေးမှုအားဖြည်းဖြည်းရှားပါလာပါရင် ။လက်မိတ်ဆိုင်တွေကလည်းဘောဝဲပြတာကလည်းရှားပါလာပါရင်လူတိုင်းအိမ်မှာ Skynet တက်လာနိုင်တယ်လို့ဖုန်းကနေတက်ဆင်လဲဘောလုံးပွဲတွေကိုအချိန်မီကြီးရှုလာနိုင်တဲ့အချိန်မှာလက်မိတ်ဆိုင်တွေကနေ Go ဆိုပြီးတော့အာဖာတွေကအဟိကြတဲ့အတန်တွေကလည်းပြောက်ွယ်လာကြပါရင်မမေရပြောမယ်ဆိုရင် United တို့စူပလာအောင်မြင်မှုတွေနဲ့ဝေးကွာပြီးတဲ့နောက်လက်မိတ်ဆိုင်ရင်ကျေးမှုကလည်းတဖြည်းဖြည်းနဲ့ပြောက်ွယ်လာတယ်လို့ပဲပြောမှာဖြစ်ပါရင်တချို့ပြည်သက်တွေဆိုပြီးတော့ကိုအားပေးတဲ့အတင်းရဲ့ပွဲကို wish party လောက်တာမျိုးရှိပေမဲ့တစ်ချိန်လုံးကလက်ဖက်ဆိုင်မှာကြီးခဲ့ရတဲ့အရာတာမျိုး တပည့်ဧဆိုင်ရင်ကျေးမှုအရသာမျိုးကိုတော့တစ်သက်လုံးပြန်ရနိုင်မှာမဟုတ်တော့ဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားလေးပတ်သက်တဲ့သတင်းကြောတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။